နှွေတကနှွေအပူဆုံးနှွေအချစ်နှွေပူမြင့်အတူ ပူဆန်းပါစေနေကိုဖက်၍စကြဝဠာအနှံ့သာလျင် လွင်လိုက်ခြင်းရော်ရွက်ကြွေလေယူးနှောက်၍နှွေဦးပောက်ခဲ့ပြီးလမ်းပေါ်၌ရွက်ချောက်များသည်ပြေလွာစော့ကစားလျက်ရှိရွက်ဝါများသည် လေ၌ဝဲလိုက်လမ်းမပေါ်၌ချက်တိုက်ပြေးလိုက် ငိမ့်ငိမ့်ကလေးဝတ်နေလိုက်နှင့်ချစ်၍ပင်ကောင်းသေးတော်၏။တစ်ပုတ်ပင်ကြီး၌အရွယ်မရှိသလား။သူအကိုင်းသူအခက် သူအလက်တို့သည်ကွေး၍ကောက်၍ကကြိုးကောက်ွက်များပြနေသည်ယောင်။ဖြောင်တန်း၍မိုးထီမတက်မြင့်တက်နေသောပင်စီကြီးရှိ အပွေးများသည်၆တယောင်၏လူစံလှပသော ကနုတ်ွက်များပေါ်တာတကယ်သူတကယ်သူ ီရိကတ်တိုက်ပေးရှိဒန်ဂေါ်တော်၏ပင်ချေတဝိုက်၌ချေမျက်စိတိမြုပ်သောရွက်ချောက်တို့မင်းမူနေကြသည်ဒန်ဂေါ်ပင်ပုကလေးများသည် လူတရက်ထက်နှိမ်သောနေရာအထိအခက်လက်အရွက်တို့ရှိနေကြသဖြင့်ပင်ချေရှိနှစ်ယောက်ထိုင်ကုန်ကလေးများတွင် အလွမ်းသေးနေကြသောချစ်သူများကိုပေါ်ပေါ်ထင်ထင်မမြင်နိုင်ချစ်သူပခုံးကို ကောင်းမြွေလက်ကင်ဘဝကလေးနှင့် ညဝန်းတို့ကိုတို့ကတို့ကငိုးနေရှာသော မိမ့်မပြိုကို၎င်းသူချစ်သူကတွတ်တွတ်ချော့နေခြင်းကို၎င်းဘယ်သူဘဲဝါရီမှန်တည်တည်ချာချာမတိတာပဲ မြင်နိုင်မန္တလေးအမရတောင်ငူဆောင်တို့ကရွက်ကြွေတော်သည်လဲလွမ်မော်ပွဲတထွာတာတာခန့်ရှိသောတိရွက်ဖဖကြီးတို့သည်၆ကြွေ၍မြေကိုဖုံးအုပ်ထားသည်မှာမြေကြီးကိုမမြင်ရတော့ မြေတပြင်လုံးသည်မြို့သောဝါသောနေသောရွက်ကြွေတို့ဖြင့်ပြီးတရွက်ဖဖကြီးတို့သည် အပင်ပေါ်မှမြေသို့တက်သောအခါလေဟုန်စီး၍ဘေညာရင်းလျက်ကျနေခြင်းကိုမြင်ရသည်မှာလွမ်းကျင်စရာတက္ကသိုလ်တဝင်းလုံးအတွင်းရှိမြက်ကင်းပြင်များသည် စိမ့်လေသောအကြောင်းမှမြို့ပြသောအကြောင်းတို့ကိုပြောင်းစားပြုပြီးစိမ့်ပန်းနီနီတို့ တပင်လုံးရဲနေပြီးတလောကလုံးဤဝါပြညိုအယောင်ဆုံးဖြင့်လှပနေ၏ဤအချိန်တွင်တက္ကသိုလ်စာမေးပွဲများကျင်ပါ၏ပြီးလျင်ကျောင်းပိတ်မည်တက္ကသိုလ်နှင့်ခွဲကြရတော်မည်ချစ်သူချင်းခွဲကြရတော်မည်ခိတခဏသာ ခွဲကြရမှာဖြစ်တော်လဲလွမ်းပြအောင် လွမ်းလိုက်ကြသည်ဤသာဒီကလည်းလွမ်းပွေကို ဒီချိန်၌ပင်တုံနှွေးနှွေးရှိနေကြသောရင်ထဲကအချစ်တို့ကိုတက္ကသိုလ်သားတက္ကသိုလ်သူတို့ဝင်ကြအံ့ကြလေရှိ လွမ်းကြလေရှိသည်။အောင်လက်သည်နောက်ဆုံးနေ့စာမေးဝဲကမ်းမှထွက်ခဲ့ပြီးဝယ်နေကြပန်းကင်းသို့တန်လာခဲ့သည်။နနက်ကလေးကဝင်းမာထားခဲ့သောကြောင့်ခြံရှင်ဖိုးကြီးသည်အောင်လက်အတွက် ဖန်တစီစာမျှခြံထားပေမည်။ပန်းကင်းသို့ရောက်သောအခါ ခြံရှင်ဖိုးကြီးသည်အောင်လက်အတွက်ပန်းစည်းကိုနှပြောဖက်ကလေးနှင့်ထုတ်လျက်စောင့်ကြိုနေသည်အောင်လက်မြူးနေ၏နှပြောဖက်နှင့်ထုတ်ထားသောနှင်းစီနီနီအစီလိုက်ကိုပတ်၍တည်ရီဆောင်သို့ဥတီလာခဲ့သည်ပန်းစည်းကြီးတကိုင်းကိုင်းနှင့်ချက်လို့ချက်ရမှန်မသိချစ်စိတ်သည်လောကကြီးကိုမေ့ပြနိုင်စွမ်းပေ၏ဒီနေ့သူသည်မပြောရဲမထီရဲ့ အရေးတကြီးကြီးချစ်ခဲ့ရသော ဝေကို ဖွင့်ပြောတော်မူ။ဝေကလည်းသူ့ကိုချစ်ပါလိမ့်မည်။ဝေနှင့်နောက်ဆုံးတွေ့ခဲ့ရသောအချိန်ကဝေစကားကိုပြန်၍ကြားရောင်နေသေးသည်။ဝေရင်ထဲကလူဘသူပဲဝါဆိုတာကိုအောင်အရင်ဆုံးသိရစေမှာပေါ်တယ်။ဟုတ်ပါသည်ကိုအောင်။မဝေကလည်းကိုအောင်ကိုအရင်ဆုံးသိစေချင်ပါသည်။အရင်ဆုံး ပြောစီခြင်းမာသည်ကိုအောင်ကိုစောင့်နေပါသေးသည်တို့ရာတွင် ဝေသည်အောင်လက်ထက်အယက်ခန့်စော၍ဇာမေးပွဲပြေခဲ့၏ဇာမေးပွဲဖြေစဉ်ရက်အတွင်းက၎င်းစာချက်နေစဉ်ရက်များအတွင်းက၎င်းအောင်လက်သည်ဝိထံသို့နှင်းစီပန်းနေနေကလေးများပေးပို့ခဲ့၏လူကိုယ်တိုင်မဟုတ်တော့လဲအဆောင်ဆောင်ဂိုရန်ကြီးမှတဆင့်စကူအိတ်ကလေးများနှင့်ထည့်၍၎င်း တကူကလေးများနှင့်ပတ်၍၎င်းရောက်လာတတ်သောနှင်းစီပန်းများကို ဝေသည် တယုတရာပန်ခဲ့သည် စကူကလေးများကို ဖြည့်ကြည့်လိုက်တိုင်းရင်တခုန်ခုန်ဇာရွက်ခောက်ကလေးများပါလေမလားချစ်တဝန်လာလေးများပါလေမလားစကူအိတ်အတွင်းသားတွင်ပင်သစုံတရာရေးထားမလားစသဖြင့်ဝေတထိတ်ထိတ်ရှားကြည့်ပြခဲ့သည်ဘာမျှရေးမထား ပါစားမြရှားမတွေ့သောအခါဝေဒီအောင်လက်ကိုကျင်နာမိပြန်သည်စာမေးပွဲရဲ့အတွင်စိတ်နှောက်ရက်ဖြစ်မှဆိုးရှာထင်ပါရဲ့ဟူ၍စာမေးပွဲဖြည့်သည့်ရက်အတွင်စားတော့ဆိုင်တန်းတွင်၎င်းဈဉံတွင်၎င်းတွေ့ပြစ်ဆုံပြစ်တော်လဲအောင်လက်ဒီ၎င်းဝေဒီ၎င်းတငယ်ချင်းများအဖော်များရှိတွင်မို့နှုတ်ဆက်စကားဆိုယုံမျှသာဝေစာမေးပွဲပြည့်သည့်နေ့ကမူ တညက်နေလုံးတမျော်မျော်ပန်းပွင့်ကလေးသာ ရောက်လာ၏သူစာမေးပွဲမပြီးသေးလို့ပဲလေဟု ဖြေသိမ့်ရသည်ဒီနေ့မူအောင်လက်အတန်းလဲစာမေးပွဲပြီးပြီဟု ဝေစုံစမ်းသိရှိထားသည်ထို့ကြောင့်လဲဧကျင်ရောက်ခါနီးလေဝေတယောက်အိန္ဒြေမရလေအဝတ်စားပင်မိဘူးကြများလဲထားမိသည်ချီနှကန်းဒီပါပါကလေးလဲစိုးထားလိုက်သေးသည်ပေါန်တာပါပါလေးလဲ ဖွက်ထားလိုက်သည်။ဝေမျောသည့်အတိုင်းပေါ်လာပါ၏။သို့သောအောင်လက်မဟုတ်ကိုကိုကျော်။ဝေသည်ဧည့်သည်ရောက်နေတဲ့ဆိုသောအတန်ကိုကြားသည်နှင့်မပြေးယုံတမဲဧကန်သို့လာခဲ့သည်။ပြုံး၍ကျိုးနေသောကိုကိုကျော်ကို တွေ့လိုက်ရသောအခါရင်ထဲတွင်နှင့်တလိုလိုခံစားရ၏။ရင်နှင်းခြင်းသည်ရှင်နာဖို့အတွက် နမိတ်လား။ဟောကိုကို ောက်ဆက်ရင်းဝင်ထိုင်လိုက်သည်ဝေစမေးဝဲဖြေနိုင်တယ်နော်ဟုတ်ကဲ့စိတ်လက်ပေါ်ပါသွားပြီပေါ့ဟုတ်လားဟုတ်ကဲ့ကိုကိုကျော်ခိတငိမ့်နေသည်စိတ်စိတ်ချင်းသည်ကြောက်စရာကောင်း၏ဦးလေးခေါ်ခိုင်းလိုက်လို့ဒီချိန်တက်ပင်အောင်လက်သည်ပန်ခင်မှ ပန်းစည်းကိုဖျောပတ်နှင့်လုံအောင်ထုတ်၍ထွက်ခဲ့၏ သူဦးတီယာသီရိဧဆောင်တွင် အဆောင်ဧစီရင်၌သူထက်နှောင်းစွာနာမည်ထည့်သွင်းခဲ့သူသည်သူထက်ဦး၍ရောက်နေပြီတကားခဏလေးနော်ဝေ အင်ကြီးလဲလိုက်အောင်မဲဝေသည်အထွေထူးအင်ကြီးလဲနေရန်မလိုပါတာမန်မြတာဝတ်ခဲဤကိုဦးလေးအိမ်သွားမည်ပဲကပိုးကီယိုလှနေသောဝေကိုတင်၍မောင်းထွက်ခဲ့သောကိုကိုကျော်ဤကား အမရုပ်အဝိုင်းကိုကိုိနေသောချိန်တွင်ပေါင်လက်သည် သီရိဆောင်တန်တကားကိုကြော်ဖြတ်ဝင်ခဲ့၏မရှိဘူးကားနဲ့ထွက်သွားပြီဗိုရန်သည်ပေါင်လက်ကို တွေ့လျင်တွေ့ချင်းတရင်စကားပါ၏ပေါင်လက်စဉ်းစားရတော့သည်ဘယ်သွားပါလိမ့်သူ့ဦးလေးအိမ်လားတခြားတယောက်နဲ့လားကိုကိုကျော်နဲ့လားဘာပဲဖြစ်ဖြစ်ဒီနေ့တော့ သူပြန်လာသည့်အထိစောင့်မြည်ကိုကိုကျော်သည်ကားမောင်းလာရင် သူညာခေါ်လာခဲ့မိသည်ကို မလုံမလဲဖြစ်နေ၏သူမညာခြင်းမဝေးကိုစိတ်မဆိုးနဲ့နော်ဦးလေးတို့ခေါ်ခိုင်းတာမဟုတ်ဘူးဝေးကိုပြောစရာတွေရှိလို့အဆောင်မှာပြောရမှာလဲသူများတွေရှိနေတော့မပြောချင်ဘူးရှင်းပါပြီဝေးအတွက်ဇလန်းကရှင်းနေပါပြီ ဝေဒီရင်မောသွားရသည်တပြင်းချလိုက်၏စိတ်ဆိုးသွားလာဝေကိုတောင်းပန်ပါれတကယ်လို့ဝေပြောင်းခြင်းနဲ့ဆိုရင် ပြန်ပို့ပေးပါမယ်ကို့စကားတွေနားမထောင်ခြင်းမူဆိုရင်လည်းကို့အာမနာပါနဲ့ကို့ဘာပြောခြင်းနေတယ်ဆိုတာတော့ဝေတိပိတာဖြစ်မှာပါကိုကိုကျော်သည်အဆဆအရာရာ၌ဝေကို အရှုံးပေးဖို့ဆုံးဖြတ်ထားပြီးဖြစ်သည် သူသည်ဝေနှင့်ယင်းဤအောင် အဆောင်သို့မကြာခဏအလေသွား၏သူကိုဝေကတိလာအောင်သူကလည်းဝေကိုတိအောင်ကြိုးစား၏တို့ရတွင် ဝေကိုညီမတစ်ယောက်ထက်ပို၍မပြောမဆိုမဆက်ဆံခဲ့ဝေကသူကိုအထင်သေးမှကြောက်၏ယခုမူသူမပြော၍မဖြစ်တော့ပြောခြင်းဒီမှာတော့ကြာလာပြီဝေចောင်းကိစ္စမပြတ်သေးခင် စိတ်အနောက်ချက်ဖြစ်မှဆို၍မပြောခဲ့ရ။နှစ်ဖန်ဆိုလျင်သူ့အလုရှိရာနေသူကြောင်းရတော်မည်။ယနေ့ဝိကို ပြောတော်ခြင်းသည်ဖြစ်နိုင်လျင်ဝိထံမှအချက်ကိုသူယူတော်ခြင်း၏။ဟင်ဝိကိုစိတ်ဆိုးတော်သလား။ရပါလေကို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 ပြောကြရှိရင်ပြောပါ။ကိုကိုကျော်ဝမ်းသာသွားသည်။ညနာလေရှင်လာ၏။ တခုခုစာရင်ပြောကြရအောင်နော်တရုတ်ဟိုတယ်တခု၏တတောင်းသောခန်းကိုရောက်၏ဝေဒီအခန်းထဲဝင်လိုက်စဉ်တခဏ၌ပင်တစ်ချိန်လုံးကမောင်မောင်တင်နှင့်အိနီယာမျိုးကို ရောက်ဖို့သည်ကို အမှတ်ရသည်ရင်ထဲနာနာကျင်ကျင်းဒီခန်းထဲသို့ရောက်ဖို့သောနေ့တနေ့ဒီလိုနေ့တနေ့ဝေမျက်ရည်ထိန်ထားရ၏ဝေစဉ်းစားမိသည်မှာ ဤနေရာတွင်ကိုကိုကျော်၏အကျင့်သိက္ခာကိုသိရမည်။သူသည်လည်းမောင်မောင်တင့်လိုယောက်ျားမျိုးလော။ကိုကိုကျော်ကိုကြည်လိုက်၏။ကိုကိုကျော်မျက်နှာသည်ဂျိုးသားတည်ငြိမ်၏။မပြုံးတပြုံးပြုံး၏။ကိုသွေဝိုက်မပြောတတ်ပါဘူးဝေး။ဝေးကိုကိုချစ်မိပါရဲ့။စမြင်မြင်ချင်းတုန်းကပဲဆိုပါတော့ကွယ်။ဒါပေမဲ့ကိုကိုကိုပြန်ဆန်းစစ်ခဲ့သေးတယ်။ ဝေးကိုတကယ်ချစ်နိုင်ရဲ့လားလို့တည်တည်ချာချာစဉ်းစားဆုံးဖြတ်ပြီးတော့ဝေးကို ကိုချစ်တာဟာပေါ့ပေါ့ကလေးမဟုတ်ဘူးလို့သိလာရတယ်။လေးလေးနက်နက်ချစ်မိတာပါဝေး။တမျက်တနှိုးချစ်မိတာပါ။ဝေးကို ကိုတစ်သက်လုံးချစ်သွားနိုင်ပါတယ်လို့ခရီးလေးပြေးနိုင်ပါတယ်။ကိုကိုကျော်သည်ရင်ထဲရှိသည့်အတိုင်းပြောပြနေခြင်းဖြစ်၏။ဝေးသည်ကိုကိုကျော်၏မျက်လုံးထဲ၌ကြိုးသားမှုကို ရှာဖွေတွေ့ရှိသွားသည်ဝေဘာပြန်ပြောရမည်နည်းဝေကိုစိတ်မဆိုးပါဘူးနော်မဆိုးပါဘူးကိုကိုနောက်တစ်ခုဝေကိုပြောစရာရှိပါသေးတယ်ဝေနဲ့ကိုကိုနေရာချပေးဖို့ဦးလေးတို့စီစဉ်ထားတယ်ဆိုတာဝေသိပြီပြီလားဝေတုံလုံးမိသည်တို့ရတွင်ဤကဲ့သို့ဖြစ်လာနိုင်သည်ဟုဝေတွက်ထားပြီးဖြစ်၍ တိမ်မန်អော်ပါဒါပေမဲ့ဝေရဲဦးလေးကဝိတ်စန္ဒမပါရင်ဘာမှမဖြစ်စေရဘူးလို့ပြောထားပါတယ်ဝေငင်းရင်ဒီကိစ္စပြတ်မှာပါဝေငင်းလိုက်မှာကိုကိုစိုးရင်ဆုံးပဲငင်းပါလားရင်ခက်ပြီးဝေဘယ်တော့ဖြေရမြင်နီးကိုကိုကျော်သည်ငင်းလောက်အောင်အထိအကျင့်မဲ့သူမဟုတ်ထို့ပြင်မိမတို့စိတ်ဝင်တစားလက်ခံရန် အရေးချင်းပြည်သူဒီတော့ဝေစဉ်းစားကြပါသေးတယ်မိမာတို့အတွက်ကြိုးရှည်ရှည်နဲ့လှမ်းထားနိုင်သောစကားလက်နဲ့တကူစဉ်းစားပါဝေမိန်းကလေးတွေအတွက်စဉ်းစားလေအကျိုးရှိလေပေါ့ဝေကိုကိုဂရီတကူပေးကြပါသေးတယ်တကယ်လို့ကိုကိုဝေကသဘောမကျစရာတွေ့လို့ညင်းလိုက်မယ်ဆိုရင်လေဝေသဘောတိုင်းအလုံးဖြစ်စေရပါမယ် ော်လေးကအတင်းကျပ်စီမံမှာလဲမစိုးရိမ်ပါနဲ့ကိုဝေးကို အခွင့်ရေးရလို့ဆိုပြီးအနိုင်မကျင့်ပါဘူးကိုတိထားပါတယ်ဝေရဲ့မိန်ကလေးတယောက်ကို အခွင့်လန်းပေးလို့ယူလိုက်နိုင်တာနဲ့အဲ့ဒီမိန်ကလေးရဲ့အချက်ကိုမရနိုင်ပါဘူးကိုလိုချင်တာဝေးကိုမဟုတ်ပါဘူးဝေးရဲ့အချက်ကိုပါကိုကိုကျော်သည်လိုက်လိုက်လဲလဲပြော်၏ဝေးကိုကိုကျော်ကိုတနာတော်သည် မိမတော်တော်များများကိုဘောင်းခေါက်ရွေးနိုင်စွမ်းသူတယောက်ကဝေကိုလာ၍အတနာခံနေပါပကောဝေဒီကိုကိုကြော့အတွက်မျောလင်းချက်ပေးကျင်လာ၏တို့ရတွင်အောင်လက်၏အသွင်တံသည် ဝေစိတ်၌လှစ်ခနေဝင်ရောက်ထင်ဟပ်လာ၏ချစ်ချင်းမြတ်တာနှင့်ပတ်သက်၍အရေးအကြောင်းကြီးငယ်ကြုံလာတိုင်းအောင်လက်ကို ဝေတရိယာ၏ဝေကိုလည်းအောင်လက် အစဉ်တရိယနေသည်မဟုတ်ပါလားဝေနှင့်အောင်လက်တို့သည် စိတ်ချင်းဆက်သွယ်မှုရထားပြီးဖြစ်သည်ကုကုကြော့ဘတ်တို့ရင်းရင်စားပြုတ်နေသော ဝေစိတ်ကို အဆောင်ဝ၌စောင့်မျှော်ရင်းအစိုးရင်တကြီးဖြစ်နေရှာသော အောင်လက်၏စိတ်ဓာတ်ကလာရောက်ဆက်သွယ်နေခြင်း ဖြစ်ပေမည်ဝေသည် တွေ့ဝေငင်းငိုင်နေ၏မျက်လွာချထားလိုက်ရသည်ဝေစိတ်ချင်းချက်သွားပြီလား ပြင်ချင်းပြီလားရပါတယ်ကိုကိုမှားထားတာတွေစောင်းလေဟုတ်ပါသည်မှားထားတော့အစားအစာများအငွေဒေးနေပါပြီအိစမရှိပါဘူးဝေးဝေးပြင်ချင်းရင်ထားခဲ့မယ်စားပါကိုကိုဝေးစောင့်နေပါမယ်ဝေးလဲစောင်းလေဝေးတိတ်မစားကြင်ဘူးနည်းနည်းဖြစ်ဖြစ်ပေါ့ဒီတကာတော့ဝေးပကံနေတော့ထမဲမမြင်ရအောင် အင်းများကို ပုံ၍ပုံ၍ထည့်ပေးသူက ကိုကိုကျော်နှစ်ယောက်စလုံးတုတ်ကနန်းစိတ်ကနန်းသာစားကြ၏စိတ်လှုပ်ရှားနေကြသည်ကိုကိုကိုကျော်သည် ဝေးကို အရေးတကြီးကြီးရှိ၏ဝေးအစားရက်လိုက်၍ဆက်ကူလက်တော့ဘဝနှင့်နှကန်းတို့ကိုတွတ်လိုက်သောအခါတော်ပြီလားဝေးဟုတ်ကဲ့ကိုကိုကျော်လည်းအစားရက်လိုက်၏ပြန်မလားဝေး ဟုတ်ကဲ့ဝေးပြန်ကျင်ပါပြီအခုချိန်လောက်ဆိုကိုအောင်များရောက်နေပြီလားမတွေ့လို့ပြန်သွားပြီလားစသဖြင့်တွေ့နေဤခဏလေးနေနိုင်အောင်မလားဝေးကိုပြောစရာနည်းနည်းကြံသေးတယ်အမှန်ကကိုကိုကျော်ဒီယခုပင်ဝေးစီကအပြေလိုချင်ပြီဖြစ်ဤအပေကြောင့်ဆိုတော့မနေ့ပြန်တွင် သူတာဝန်ကြရရက်တို့သွားရတော်မြည် ြောလေကိုကိုကိုမနဲ့ဖြန်နေကိုပြောင်းရတော့မယ်ဒီတော့ကိုကိုကြော်သည်အမေရခန့်နေခဏကြာမှဒီလိုကွဲဝေလေးကိုကိုဒီနေ့တခုခုအပြေမပေးနိုင်ဘူးလားကိုလေးကိုကိုကြော်စကလုံးရွေးနေပြန်သည် ကိုဝိစီကကိုကိုချစ်တယ်ဆိုတဲ့အပြေများရရင်တိတ်ပျော်ပျော်ကြီးခီးသွားရမှာ ဝေဘာမှပြန်မပြောပါ ဝေချစ်ပါတယ်ဟုမပြောနိုင်ဟင်ဝေကိုယ်မချစ်ဘူးလားဝေအဖြေပေးဖို့မစော်လုံးဘူးလားကိုကိုရဲ့အေးလေကိုကိုကျော်စဉ်းစားကြည့်သည် ဟုတ်ပါသည်မိန်းကလေးအင်ဒရီတိတ်ခါရချက်ချင်းကြီးပြောနိုင်ရှာမည်မဟုတ်တခုတော့ကိုတိသွားပါရစေဝေရဲ့ကိုအချင်းစာရိတ်တာ စိတ်နေသဘောထားစားတဲ့ဟာတွေထဲမှာဝေမကြိုက်နိုင်တာတို့ညင်းစရာအကြောင်းတို့များ ရှိသလားဝေဘလို့ဖြေရမည်နည်းကိုကိုကြော့ကိုညင်းစရာအကြောင်းမရှိပါညင်းစရာမရှိပါဟုဖြေလိုက်လျင်ဘယ်အတိတ်ပဲရောက်မည်နည်းလက်ခံရာရောက်သွားမည်ဝေကိုကိုကြော့ကိုချစ်ရလားမသိစိတ်ရှုပ်ပါပြီတော့အခုလောလောဆယ်တော့ ဝေကိုကိုကိုညင်းစရာ ရှားမတွေ့သေးပါဘူးဒီလောက်ကြာကြာတိခဲ့ပြီပဲဝေရဲ့နောက်ထပ်တိတ်ချိန်မြူးနေပါနဲ့တော့ကိုအမြန်ဆုံးပျော်ပြရစေဖြစ်နိုင်ရင်ကိုမတော်ခင်တိကျင်နေမိန်ကလေးတယောက်အတွက်မစင်မစားဆုံးဖြတ်ဖို့မလွယ်ပါဘူးကိုကိုလောလောဆယ်မှာဝေကိုကိုကိုသဘောမကျစရာညင်းစရာမရှိသေးပါဘူးဆိုရင်ကိုကိုကျင်းတတ်ဖို့ကောင်းပါတယ် ချိန်ရပါတယ်ဝေရဲမချိန်ရလို့မဟုတ်ပါဘူးကိုလေးဝေကိုဟိုမပြောတတ်တော့ဘူးဝေရဲကိုကိုကျော်ဒီဝေကိုတကယ်ပင်ချစ်ရှာသည် ဝေဒီကိုကိုကျော်ကိုတနာဖြစ်သည်တို့ရတွင်အောင်လက်ကိုတတိတရာဖြစ်မိပြန်သည် ကိုကိုကျော်ဒီကိုကိုရှေ့သို့ကင်လာ၏ဝေနှင့်မျက်နာချင်းနေလာသည် ဝေးမတိမတာကိုကိုမဲ့အေးဝေးဟုတ်ကဲ့ဝေးကိုကိုလက်ထပ်ပြရစီကွယ်ဝေးဒီစကားမျိုးကိုမကြဘူးပါဝေးစတိမွေညင်းထသည်ထိခံစားရ၏လက်ထပ်ပြရစီကွယ်တဲ့ဝေးယောက်ျားတယောက်နဲ့လက်မထပ်ဖဲညားခဲ့ပြီပြီကောဝေးငိုခြင်းလာသည်တီတီဖြောင့်မတ်၍ ရုပ်ရည်ခံရသောယောက်ျားတစ်ယောက်၏လက်ထက်ခွင့်တောင်းခြင်းကိုမိန်းကလေးတစ်ယောက်အနေနဲ့ပီတိဖြစ်ခြင်းပါသည်။တို့ရာတွင် သူသည်အတိတ်တစေအချောက်ခံနေရ၏။ရုပ်မှသောယောက်ျားတစ်ယောက်၏ခြင်းခွင်၌ခိုအောင်ပူ၏။ထိုလူရုပ်မှသည်လက်ထက်ခွင့်မတောင်းဘဲသူ့ကိုယူခဲ့သည်။ကုကိုကျော်ဒီဟုသောယောက်ျားကောင်းတစ်ယောက်သည် သူ့ကိုလက်ထက်ခွင့်တောင်းနေသည် ဝေထိတ်မထားနိုင်တော့ပါ ပြန်မရစေတော့ကိုကိုရဲ့ကားပေါ်တွင် တွေ့ဝေငေးမောစွာလိုက်ပါလာတော့ဝေကို ကိုကိုကျော်သည်တွတ်တွတ်မင်းနေ၏ချော့နေ၏ဝေလေးစိတ်ညစ်သွားလာရင် ကို့စကားတွေကိုပြန်ရုပ်သိမ်းရမလားဝေစိတ်မဆိုးနဲ့နော်ကိုဝေကိုတစ်တလုံးချက်သွားပါမယ်ဝေကိုကို တမြတ်တနိုးလက်ထက်ချင်တာပါဝေရဲ့ဝေနားလဲပါတယ်ကိုကိုရဲ့ဝေကိုကိုကိုရင်းเสียစိတ်ဆိုးเสียမရှိသေးပါဘူးဒါပေမဲ့ဝေမဆုံးဖြတ်ရသေးလို့ပါ ကောင်းပါပြီဝေလေးဒီလောက်ဆိုရင်ပဲကိုဝမ်းတာလှပါပြီဝေအေးစစ်စစ်စဉ်းစားဆုံးဖြတ်ပါဒီကြားထဲမှာကိုမနှောက်ရှက်ပါဘူးစာတော့ရေးပြရစေနော်နောက်ပြီးဒေါ်လေးတို့ကိုလည်းပြောလိုက်မယ် ဝေထိတ်လန့်တကြားထဲ့ကြည့်သည်မဟုတ်ပါဘူးဝေရဲ့ဝေကရင်းစရာမရှိတဲ့အကြောင်းသာပြောသေးတယ်ဝေစဉ်းစားဆုံးဖြတ်လဲဦးမယ်လို့ပဲပြောမှာပါဝေသဘောတူလိုက်ပြီလို့မပြောသေးပါဘူးယူတတန်လမ်းမတို့ကားချိုးဝင်လိုက်တော့အခါဝေသည် အချင်းချက်တစ်ခုမှလွတ်မြောက်လာသလိုခံစားရ၏တို့ရတွင်ယူတတန်လမ်းမမှတိရိဆောင်တဲ့သူ ွေချိုးပီဒီနှင့်ဝေးအတွက်ပို၍ကျင်းကျက်သောအကျဉ်းချက်တစ်ခုသည် အစဉ်သင်းဆောင်ကြုံနေ၏ဝေးဒီကားပေါ်မှပင်ပေါင်လက်ကိုလှမ်းမြင်ရသည်ပေါင်လက်သည်အဆောင်ရှိဆင်ဝင်ရောက်တွင်ထိုင်ဆောင်နေ၏နှင်းစီစည်းကုန်မူဖက်ပြောဖက်နှင့်လုံအောင်ထုတ်၍မင်းနာ၌ချပီးသူ့ကိုယ်လုံးနှင့်ဝဲဝဲထားသည်ကိုကိုကျော်ကလည်းပေါင်လက်ကိုမြင်ပါသည် နင်းလင်းမြင်ချင်းရှင်ထဲတွင်နာနာကျင်ကျင်ဖြစ်မိ။အောင်လက်နှင့်ဝေတို့ဤဆက်နွယ်နေမှုကိုလည်းစိုးရိမ်စိတ်နှင့်တန်တရားဖြစ်မိသည်။သို့သောသူ့ဘက်ကလူကြီးဆံရမည်ဟုချက်ချင်းတွက်ဆလိုက်သည်။ဒီတခါတော့ဝေသည် အောင်လက်ကိုမမြင်ချင်းဟန်စောင်းမနေနိုင်ပါ။ကာယတိနှင့်ဆင်း၍နှုတ်ဆက်၏။မချစ်သောအပြုံးကိုပြုံး၏။ ။အောင်လက်ကလည်းတွေ့ဝေသောမျက်လုံးများဖြင့်နှုတ်ဆက်ပါ၏။အောင်လက်၏စိတ်ထဲတွင်ဝိကို လက်လွတ်ဆုံးရှုံးသွားပြီဟု ခံစားလိုက်ရသည်။ပုဂ္ဂိုလ်ကျော်သည်အောင်လက်ကိုပြုံး၍နှုတ်ဆက်ပြီးဝိထံသို့လှမ်းကြည့်သည်။ဝိအနေရခန့်နေကြောင်းသိတာသည်။ထို့ကြောင့်ကိုသွားတော်မယ်ဝိ။ကိုအောင်လက် သွားမယ်ဗျာ။အောင်လက် ောင်းတောင်းတောင်းနဲ့မတက်ထရရွေပုတ်ကဲလိုက်သည်ကိုကိုကျော်သည်စိတ်စနိုးစနောက်နှင့်ပင်ကားမောင်းထွက်ခဲ့သည်ထွက်ခွာသွားသောကိုကိုကျော်ကားကို ဝေနှင့်အောင်လက်တို့အတိတ်ပဲမဲ့လိုက်ကြည့်နေကြသည်ကားအဆောင်ဝတကားကျော်သွားမှတယောက်ကိုတယောက်လှည့်ကြည့်ဖြစ်သည် ပြုံးတော့ပြုံးကြပါသည်နှစ်ယောက်စလုံးပြုံးအားမတန်းအောင်လက်သည်ယခုမှ သတိဝင်လာတကယ်တော့ဟုတ်ကုံပေါ်၌တင်ထားသော ပန်းကြီးကိုယူလိုက်သည်မဝေထံသို့ကန်လိုက်သည် ဝေသည် အလိုလျောက်ယူပြီးသားဖြစ်သွားသည်ပန်းကြီးထိတ်ကို ဖုံးအုပ်ထားသောမပြောဘက်ကို ခွာလိုက်သည်နှင်းစီပန်းနီနီကလေးတွေပါကောအဖူလဲပါဤအငုံလဲပါဤအပွင့်တွေလဲအများကြီးညာလာကြီးလာကိုအောင်ရဲ့ခွဲရကာနေမှုလို့ပါ စကားနောက်တရားပါ သူဆိုလိုဒီမှာကြောင်းပိတ်ခါနေခိတခွဲခွာရကနေမှို့ပါဟု ဆိုလိုခြင်းသည်သို့တော်အစဉ်တစ်ဖြင့်ခွဲရကနေမှို့ပါဟုလည်းအတိတ်ပဲတွင်နိုင်သည်ယေရှုတင်ပါလေကိုအောင်ခိုင်အောင်လေအောင်လက်သည်လေကြောင်း၌စကားတင်နေသည်ဝိစိတ်ကမျောလင့်ထားသည့်စကားများကိုအောင်လက်က ပြောတော်မူဟုအလိုလိုသိနေပြန်သည် ဘလို့ပြန်ဖြေရမည်လဲကိုအောင်ရဲစောစောစီးစီးကပြောပါတော့လားကျွန်တော်တို့လမ်းလျှောက်ရင်စကားပြောရအောင်လားဒီမှာပဲပြောပါလားကိုအောင်အောင်လက် တုံဆိုင်နေပြန်သည်ဟိုပြောလေကိုအောင်မဝေကြားကျင်ပါတယ်တကယ်ပဲကြားကျင်ပါသည်ကိုအောင်မဝေ အကြကျင်ဆုံးပါဒါပေမဲ့ ဘာကြောင့်မှမသိမကြားရသလိုဖြစ်နေ၏။အောင်လက်သည်တော်တော်နှင့်ပျော်မထွက်ကိုကိုကျော်ဥသွားပြီလားဟုစဉ်းစားမိမှတခနဲ့ပျော်ပြစ်လိုက်သည်။တို့ရာတွင်အတန်တိမ်၏။ကျွန်တော်မဝေကိုချစ်တယ်။နောက်ဆုံးစကလုံးတဲသည်မကြားရလောက်အောင်ပင်တို့၏ကိုအောင်ရေဝေဘလို့ဖြေရမလဲ။ ဘလို့ဖြေရမလဲစကားအဖြစ်လဲမဖြေနိုင် စိတ်ထဲမှာလဲမဖြေနိုင် ဖြေမစဲနိုင်ထိန်ထားသမျှသောမျက်ရည်တို့သည်ဝိုင်းရမှဝေးဝေးလာ၏ဝေးရမှဝဲလာ၏ဝဲရမှလိမ့်စင်လာတော်သည် ဝေးတရှိရက်မနေနိုင်တော့ပါအောင်လက်ကိုသာမျက်ရည်ချမှဘိုးတော်ဝချီရင်ခြေလေးစွာကောင်းရန်၏ ောင်လက်ညီကဲတို့အတိတ်ပဲပေါက်သေးမသိဝိအနေနဲ့ကတော့ချစ်ပါတဲ့ကိုအောင်ရဲလို့ပြောလို့မဖြစ်တော့ချိန်နေမို့စိတ်ရှုပ်ရှုပ်နဲ့ကောင်းခါခြင်းသာဖြစ်ပါသည်ပြီးတော့အဆောင်တဲတို့လှည့်ဝင်ခဲ့သည် မပြေယုံတမဲသူ့လက်ထဲမှာတော့ပန်းနီနီတစီနဲ့အောင်လက်နားမလဲစွာကြည်လိုက်ဘလို့မိန်ကလေးလဲညင်းလင်လဲညင်းမာတော့လား ရန်တွေ့ရင်လဲတွေ့ပါတော့လားအခုတော့ဘာအကြောင်းမှ ပြန်မပြောမျိုးလုံးရွေးချင်းများဖြင့်စိုက်ကြည့်သည်ပြီးတော့ညက်ရည်ဝဲကြသည်ပြီးတော့ခေါင်းကိုခါရန်သည်ပြီးတော့လှည့်ထွက်သွားသည်အောင်လက်ဖို့ကျန်းလှည့်ယုံမှတပါအချာမရှိတော့ပါဩချစ်သူလက်နဲ့ချစ်တဲ့မျက်ရည် ပန်းလွေနေဝေကိုချင်းကောင်းမပန်းလေးလွေဝေပန်းဝေနေဝေကိုချင်းပန်းလေးလွေတူတရားပန်းနေပြင်းနေရတော့အမပြေချင်းလိုလားမေရဲ့ Crazy glad way အစင်းဒီထိုးပြင်းချီမွေးပြန်သာနေချစ်သူလေလေးဘောင်းလို့ဝဲလံလူမျက်ရှိပါစေဒီနေ့မင်းရတော့အမောမပြေချစ်သူအတွေ့ Please see. 毕业作业不要表为那表情记录你，放弃这的你，让你记住你。这个这个我妈妈不跟你一起养你，目标吧，记住耶，把你呢。ကိုချီဥကောင်းမှာပန်းကလေးတွေဝေး ဘာလို့နေဝေးသာဆင်ပေးခဲ့ကြတဲ့တူတယောက်ချင်းစီတိုင်းကိုကျေးဇူးများကြီးတင်ပါတယ်ခင်ဗျာနောက်လာမယ့်အပိုင်း၁၂ကိုလည်းစောင့်မျှော်နားဆင်ပေးကြပါအောင်ခင်ဗျာမလို့ရဲ့ခက်ခဲရရှိစီကုန်တယ်ကြောက်သွားမယ့်စိတ်ကိုထားဒီရောက်ချင်းကိုဝိုင်းလို့ကြရင်ပိတ်ထားတဲ့ကောင်တပ်ဝင်ပါပါ tú